အပိုင်းနဲ့လင်းထိုက်ကသဘောကျစွာအတန်ကြီးကြီးနဲ့ရည်သည်ခေါမလေးနှစ်ယောက်ကရှက်ရှုံဟန်နဲ့တန်ရောင်လိုက်ရည်သည်ပြီးမှလင်းထိုက်ကအော်မိတ်ဆက်ပြီးအောင်မေဒါငါတငယ်ချင်းအစ်စ်ဇေမောင်းနဲ့ဒီနေ့မှမန္တလေးကကြောင်ပြောင်းလာတာသူစကားကိုအရက်ရှိရှိခေါမလေးကအောက်မလီအเจ้าမသိလို့နင်းနဲ့ပေါန်းတာပေါ့လင်းမွေရေအเจ้าသိရင် ဘယ်နဲ့ပေါ့မလဲလင်းထိုက်ကရဲသည်ပြီးမှဇီမောင်းပဲလဲပြီးသူကငါတို့ရွာကလေးနမ်းမရင်းကမြင့်မြတ်သေးတဲ့ငါကတော့သူကိုဝေါ်ဒစ်စနီကကတ်တွန်ကားလေးကဘဲပေါက်နဲ့တူလို့ဘဲပေါက်လို့ခေါ်တယ်သိယုံမေကောင်းမလေးကရဲရင်ပြောသည်ဟုတ်ပါသည်မျက်လုံးကပြူးကြောင်ကြောင်နဲ့တနာစပွဲဖြစ်နေ၍ဘဲပေါက်စလေးနှစ်ပင်တူနေသေးသည် နှခမ်းပေါ်တွင် အမာရွတ်သေးသေးလေးရှိနေ၍ဘေးနှခမ်းနှင့်ပူတူနေသည်ယားဇီမောင်ရဲ့မျက်စီတွင်ရုတ်တရက်မထွက်နိုင်အောင်ဖြစ်သွားသည်သူကဘေးပေါက်တငယ်ချင်းပြေခိုင်စနေထက်မရှိနဲ့သေမဲနော်ငါတို့ခေါ်တာကမီးပြောင်းကဲဟေကောင်းမလေးကအရှိကတ िश ူးနဲ့ကောက်ပေါက်သည်ဇီမောင်ရဲ့ချင်းသွားသည်ဟုတ်ပါသည်ကောင်းမလေးပုံကမဲမဲရှိရှိလီမှု့ ်မီးပြောင်းနှင့်ပင်တူးနေသေးသည်ဟဲ့ဘေဘငင်းတော့ကြနေပြန်မယ်ဆိုတာသိကြသွားပြီလားကောင်းမလေးကစိတ်မဆိုးပဲခေါင်းငိတ်သည်အေးလီတော့ကြနေညနေကားလက်မှတ်ဖြတ်ထားပြီးပြီတနင်းလာအေးတနင်းကလေးနေညနေပြန်လာမယ်နေအိမ်ကိုဘာမှအုံးမလဲထုံးစံအတိုင်းပေါ်ဟာပတ်စံမလောက်လို့ဟဲ့ပြီးခဲ့တဲ့အပတ်ကငါပြန်တော့ငါတော့ယူခဲ့ပြီးသေးတယ်လေအဲ့ဒါကုန်ပြီလား အာကုန်းနာကဟိုနေတွေက အခုတော့ဈေးမောက်စီကက်စားနေရတာနင်ကလေ ကောင်းမလေးရဲ့ကရုဏာတန်လီလာ စိတ်ပြဲသွားတန်လီလာတော့မသိပြီးမှပြီးခဲ့တဲ့တပတ်ကတည်းတလစာဆိုပြီးငါတောင်းခဲ့ပြီးတာအခု၃ရက်နဲ့တင်ကုန်ပြီဆိုတော့ဘဲပေါက်ကလေးဟာเจ้ามาสาวတွေဝေရလို့ခမင်းလာကတွေဈေးတက်သွားလို့ဘာလို့ညာလို့ဆိုပြီးနည်းနည်းပါးပါးရွှီလိုက်ပေါ်ဟာ လင်းခိုင်စကားကိုကောင်းမလေးကတက်ပြင်းချမြေဆောင်သူကနေနဲ့ပေါင်းမပေးငါလေးလူလိန်လေးကိုဖြစ်နေတာကိုလူလှဲ့လိန်ပြီးရဒီလူလှဲ့လိန်ပြီးရနဲ့နေကလေးဟာတတလုံးပေါင်းရမယ်ဟာပဲလင်းထိုင်စကားကြောင့်ဘဲဘုတ်ကအရှိကရင်းနှီးကွက်ကိုကောက်ယူပြီးပြည့်ရန်ရွယ်သည်သိယုံမေလင်းထိုင်ကရှောင်ရန်ပြင်းသည်တကယ်တမ်းကျတော့ကောင်းမလေးကမပြေကောင်းမလေးစကားပြောလိုက်တိုင်း လှုပ်လှုပ်သွားတဲ့အမယုတ်ကလေးကိုကြည့်ပြီးဇီမောင်ကအသေးရနေသည်ဇီမောင်ကတော့သူတို့ဖြစ်နေပုံကိုကြည့်ပြီးကြည်နူးစွာရဲသည်ကဲငါသွားမယ်ပေပောက်အင်ကူတို့နေမဲနေနေရွှီခဲ့တော့ဟာပြန်လာရင်နေ့ကငါကြံ့ရီတိုက်မယ်ခေါင်းမလေးမျက်နှာရှုံမဲ့ကနေ့ကြံ့ရီတက်ခွက်နေဟု မကြီးမနဲ့ဟန်နေဆိုသည် လင်းထိုက်ထားထွက်၍ဇီမောင်ကပါ လိုက်ထားကား ကောင်းမင်တော်မတ်ပေသူဘလူမှခွန်မထွက်ဖြစ်နေသည်ဒါကိုလင်းထိတ်ကဟဲ့ကမင်းသူတို့ကိုစိတ်လူအော်ပြနေရလားကောင်းမလီနှစ်ယောက်ရေပါသည်ဇီမောင်က ရက်ကိုရေကန်းနဲ့မဟုတ်ပါဘူးကွာခွင့်ပြုပါအောင်မတ်မီမီဟဲ့ကအဲ့ဒါအကြောင်းခေါ်တာကွာဟာကွာဘယ်လိုခေါ်ပြီးသွားရမှန်းမသိဘူးယိုယိုပြောတော့မယ် ။တွားပြီပြူဟုဆိုကလင်းထိုက်နောက်ပြေးလိုက်တွားရလေတော့သည်။ဈေးမောင်ပြင်ရောက်မှ လင်းထိုက်ကနောက်ပြန်လေကဘဲပေါ့။ဟေးကောင်းမလေးကပြန်ထူသည်။ငါတို့အင်ရဲ့အေကန်ဘဲဘဲတောက်မလေးပြီလား။အေးပြို့လေ။အဲ့ဒီမှာငါတို့အဖေဂျာကင်ကြီးချိန်ထားတယ်သီလား။အေးအဲ့ဒီဂျာကင်ရဲ့ ညဖက်အတွင်းအိတ်ထဲမှာငါလက်စပ်ပေါင်ထားတဲ့ပေါင်ချာရှိတယ်။အဲ့ဒီတော့အဲ့ဒီပေါင်ချာကိုယူပြီးနေရလာတဲ့ပတ်စက်နဲ့မတ်တူတို့အိမ်ဘေးမတ်တူလေ။အာနေကလေရွာတောင်ပြားကအပေါင်ခံတဲ့မတ်တူပေါ့ဘာသူရှိအောင်မလဲ။အဲ့ဒီမှာပေါင်ချာပြပြီးအတူသုံးလာစားတက်ခဲ့ပြီးဟာ။ဟေးငါပုံစံမသွားခြင်းမဟုတ်ဘူး။နေကလေးဟာရောက်တုံးရောက်ခိုက်ကူညီပါဟာ။ ကဲငါသွားပြီနော်ဟုဆိုကာလှဲ့ပင်မကြည့်တော့ပဲထွက်သွားလေတော့သည်ဇေမောင်ကသာလင်းထိုက်ကိုအမိလိုက်ကမင်းကတဲလေးပိုင်မလားလင်းထိုက်ကရေသည်မထူးဆန်းပါဘူးကွာတနေ့တည်းနေ့တရေတဲ့တော့ပြီးမွေးလာရကစပြီးစေတန်းအထိတူနေလာတာနောက်ပြီးသူ့အဖေနဲ့ငါအဖေကအစငယ်ပေါင်းစီပွားပဲကဲမဟာထူးဆန်းသည်လို့လေ ခြေတလုံးမှာအမာရုပ်ပနှစ်ခုရှိတာကအစသိတယ်။ဇီးမောင်ကလိုက်ရည်သည်အတန်းကျမှစိုးတော့မစိုးဘူးနော်။လင်းထိုက်ကခြေလန်းရက်ပြီးမျက်မှောင်ကျုပ်ကဇီးမောင်ကိုပြန်ကြည့်သည်။ဘသူကိုပြောရလဲ။ဇီးမောင်ကခေါင်းကုပ်ကဟိုလီကွာနှစ်ယောက်လုံးပဲ။ဒါပေမဲ့ဘေးပေါက်ကလေးမျက်နှာကတနာစရာလေး။လင်းထိုက်ဇီးမောင်ကိုအသေးချာစူးစိုက်ကြည့်သည်။သူ့ပုံက အံ့အားသင့်နေပုံရသည်နာဂူစီမောင်ကလင်းထိတ်ကိုပခုံးချင်းတွန်းပြီးမင်းကလေးကွာငါ့ကိုအဲ့လူမကြည့်ပါနဲ့ခြေလန်းရင်သွားတော့မှလင်းထိတ်ကသဘောကျစွာနဲ့တဟားဟားရေကအေးငါတသက်မှာဘဲဘောက်ကိုတနာเสียလီဆိုတဲ့ဇကားတံမျိုးမကြဘူးလို့ပါကွာဘာလဲမင်းကစိတ်ဝင်စားလို့လားလင်းထိုက်ဇကားကိုဇီမောင်ကရေးကြီးခြင်းနဲ့မင်းကလေကွာငါပြောတာက လင်းထိုက်ကဇီမောက်ကိုပကုံးချင်းပြန်တိုက်ပြီးငါတိပါလေကွာ မင်းစိတ်ဝင်စားရင်တော့ငါဆက်ပေးရတာပေါ့ဘေးပေါက်ကငါပြီးရင်ပြီးပါလေကွာမင်းကလေကွာငါကဇီမောင်ပါဆက်ဖြေအောင်မသိတော့ကျောင်းကန်တင်းကြီးရောက်တော့ကိုမြမောင်လက်ဖက်ရည်ဆိုင်မှာတွေ့နေရတော့လင်းထိုက်ကအတန်ကြီးချင်းနဲ့ကိုမြမောင်ကြီးအာပြီလားလင်းထိုက်အတန်ကြာသည်နဲ့ ကူမြမောင်တစ်ဖက်သို့လှည့်သွားကအာဘဘူးကွာအရင်ပြောလီနော်ကျွန်တော်နဲ့တွေ့ကြရအောင်ကူမြမောင်ရဲ့တငယ်ချင်းများထံမှဝါကနေရေတန်ကြရသည်တလက်လက်တောက်ပနေတဲ့နေရောင်ကြီးနဲ့အတူကြချင်းကိုပိုင်ဆိုင်လို့သောလူငယ်လေးရဲ့အတွေ့မှာပုံမူတောက်ပနေသည်အိမ်မပြောတဲ့ဝက်ပြောတဲ့ဝက်ဖြစ်နေတဲ့နှလုံးသားနဲ့အိမ်မက်မိအိမ်ကိုလင်းလက်ထအောင်ထွန်ညီလိုက်လေသည် ဒုလဲ့ဆွေမိရင်ဖြစ်ပင်တနာစပွဲမိမငယ်စီတိမ့်တိုက်တဲ့ဖွေဖြစ်တဲ့ရင်နဲ့မြစ်တာစကားကိုဤသို့တီတူဆိုပါသည်ဂျနုတ်ချစ်ခဲ့ဘူးပါပြီဒုစကားကိုပင်လူငယ်လေးကထထလဲလဲဆိုနေပေသည်ထို့ကြောင့်ပေချင်းတရားကသူ့ကိုအနံ့ယူသွားသည့်တိုင်ဒုစကားသည်တယောက်သူဤရင်၌ထဝရတည်နေပေလိမ့်မည်ဟဲ့ကောင်ခွေးကော ပြောသားကြီးမင်းဘယ်တော့ကဈေးုံစင်းတာတော့မင်းမဇံပြုတ်လာပူတဲ့နေကစင်းတာကွာစိတ်တူတဲ့မြောက်ညူတွေးလာပြန်ပြီလားစိတ်တူနေရနော်ဒါဆိုလဲနှလုံးပြူးကြီးနဲ့မင်းချစ်သူမြောက်ညူကိုလိုက်ပြစ်လေးဒိနာငါကတော့နှလုံးပြူးကြီးနဲ့မပြစ်ဘူးနင့်ကိုပဲဂဲနဲ့လိုက်ထူမှာဟိုဘက်ကမအေးပွင့်တို့မြင့်မြင့်စန်းတို့လမ်း30ကိုရေကျော်လို့ဆိုအေး လေစီပြီးလာခဲ့တာဟိကိုမြမောင်ကြီးရောအာပြီလားအာပါဘူးဆိုအာရင်ပြောနော်တွေ့ကြရအောင်လို့ထွေတမ်းမြကြာကလေးကလင်းထိုက်ကြောင်းအတွင်းသို့ဝင်လာပြီးဖြစ်မှန်းဈေးမောင်သိလိုက်သည်ဇနီတနေကုန်တွေကြောင်းပိတ်ရဲ့ဖြစ်တော်လေတရက်မှမျက်နှာချင်းဆိုင်ကိုမတွေ့ရသည်နှစ်ရက်လုံးဘယ်သွားလို့သွားမှန်းလဲမသိပဲရှာလို့ကိုမရဖြစ်နေသည်ယခုကြောင်းဖွင့်ရက်မှပြန်ဆောင်ရ၍ ဇေမောင်ပြောသွားသည်ရှာလိုက်ရတာကွာဇနစ်တနင်္ဂနွေနေ့ရလုံးမင်းဘယ်ရောက်နေရလဲဇေမောင်မိကိုလင်းထိုက်ကဟုံမာလီကွာဘူထွန်းတို့စီအလေလိုက်တာမနိညာမိုးတော်ချုပ်မှာပြန်ရောက်တာမင်းကကွာငါကြာခေါ်တာမဟုတ်ဘူးခေါ်မလို့ပါပဲကွာဗမန်ကရန်ကြီးထွက်သွားရလို့ကဲစူဇန်မောင်ငါကိုရှာနေတဲ့ကိစ္စကဘာမှမဟုတ်ပါဘူးကွာ ဇေမောင်ကအကောင်းကုတ်ရင်ရေကြဲကြဲနဲ့ပြောသည်လင်းထိုက်ကမတင်ကားသလိုမျက်မှောင်ကျုံ၍ပြန်ကြည့်သည်ဇေမောင်ကမနီနိုင်မထိုင်နိုင်ဖြစ်ပြီးတော့ဟုတ်လီကွာ အာဟိတ်ကောင်းတွေကောင်းချင်းဆိုင်ပြီးဘာလုပ်နေရလဲလူစကားမဆုံးမီလင်းထိုက်ကလမ်းဘေးလက်ဖက်ရည်ဆိုင်တွင်ကောင်းချင်းဆိုင်နေကြသောညီနိုင်တို့အုပ်စုကိုကြည့်ပြီးလှန့်အော်လိုက်သည်ဟေးလေးမွေပါလားလာလီကွာဒီမှာပက်ဆန်ရှာတန်းကစားမလို့ ်ဘီလူလာငါလဲငွေမရှာရတာအတော်ကြပြီလောက်ကြည့်လိုက်မယ်ဟုဆိုကာညီနိုင်တို့အုပ်စုရှိရာလက်ဖက်ရည်ဆိုင်ဘက်ခြေဦးလဲသွားသည်နောက်ဦးစီမောင်က လင်းထိုင်လက်မောင်လှန့်ဆွေးရင်းနဲ့အာဟိတ်ကမင်းဘဲပေါက်စီကတက်ဆက်သွားယူအောင်မလီမသွားဘူးလားလင်းထိုင်ခြေလန်ရက်တန်သွားသည်ပြီးနောက်ဇီမောင်ကိုအသေးချပြန်ကြည့်သည်ဇီမောင်ကရက်ကိုရက်ကန်းနဲ့ခေါင်းကိုရင်ဟိုလီကွာ သူတို့ဆောင်နေရင်အာနာဇရာကြီးမှုလို့ပါလင်းထိုက်ကရေသည်ပြီးမှဒါဆိုဒီလိုလိုမေမေငါပါဆက်သွားယူပြီးဟေးငါကမေးရင်ငါမအားလို့မလာနိုင်ဘူးလို့ပြောလိုက်ဟေးငါတယောက်တည်းဖြစ်ပါလေကွာမင်းသွားခြင်းနေရာမဟုတ်ဘူးလားအာငါငါပြောတာကသွားမေတာသွားစမ်းပါကွာ ငါဒီကပဲငွေချာရင်းဆောင်နေမယ်ပြန်လာရင်လက်ဖက်ရည်တောက်ရအောင်ဟုဆိုကညီနိုင်တို့ဝိုင်းသူထွက်ခွာသွားလီတော့သည်ဇီမောင်ကသာကြောင်းတောင်းတောင်းနဲ့လမ်းမှာမှကျန်းခဲ့သည်သူခမရလင်းထိုင်နောက်လိုက်ရနုဟိုးဖက်သွားရနုချီတုံချတုံဖြစ်နေသည်နောက်ဆုံးစိတ်ရဲ့စီရသူသာအလာတရားတို့သည်နေရာတိုင်းတွင်ရှိပါသည်သို့တော့ လူများရဲ့အလှတရားရှာဖွေပုံချင်းမတူညီနိုင်ပေ။တချို့ကလည်းအနီးနား၌သာလက်လန်းမီယာကို ရှာဖွေတွေးရှိပြီးတချို့လူများကသူနှလုံးသားနဲ့ထက်တူကြသောအလှတရားကိုရှာဖွေတွေးရှိကြသည်။ထို့ရသည်မြက်ပင်တပင်မြက်ပင်တန်ဖိုးရှိညာဒိုသူရဲ့နှလုံးသားရင်း၌အဖိုးမဖြစ်နိုင်အောင်တန်ဖိုးရှိရပါသည်။အလှတရားကိုရှာဖွေတွေးရှိခြင်းသည် အချစ်စီရဲ့အစပင်သည် ထိုရသည်ထာဝရဂိဒတန်လည်းဖြစ်သည်ထာဝရဂိဒကိုကြားနေရသူသည်တည်းလျင်ဘေပောက်ဒုင္ဃမောကြီးကအံအားသင့်သွားပုံရသည်ဇီမောင်သူလွတ်နေသောခုံးတလုံးတွင်ဝင်ထိုင်လိုက်သည်ဒုင္ဃကသာဘေဘီကိုဝေ့ကြည့်ရင်းနဲ့လင်းထရောဇီမောင်ကတပြင်းချကသူဟိုဘက်ကန်တီးမှာသူ့တငယ်ချင်းတွေနဲ့ကြံခဲ့တယ်။အော် စကားတံများခိတ္တဒိတ်စိတ်သွားသည်အတန်းကြမအခုကတူလာခိုင်းလိုက်တယ်လားဗျာအော်အင်းဟုတ်ကဲ့ကြောင်ကရန်နေဘာပြောလို့ပြောမိမှမသိလူကလည်းထူပူနေသည်သူမကသာလွယ်ထဲမှာအထုတ်တထုတ်ကိုဆွေးနှိုက်လိုက်ပြီးသူ့အိမ်ကပေးလိုက်တာပါလို့ဟုတ်ကဲ့လက်စပောင်းချာကသူ့အမေတွေ့ပြီး ပြန်၍သွားပြီးပြီလို့ဟုတ်ဟုတ်ကဲ့ခင်ဗျစကားတန်များပြန်လဲတိတ်ဆိတ်သွားပြန်သည်ပြောเสียရစကားလုံးများအဖေကြောင့်ရှားပါသွားသည်မသည်လက်ဖက်ရည်တောင်းလီအော်အင်းဟုတ်လီမတော့တော့ဘူးလင်းထိုက်စောင့်နေမှမို့သွားလိုက်ပါဦးမင်းအော်ဟုတ်ကဲ့ခဏတာတွေ့ဆုံရတော့အချိန်၌စွန့်အနေမိတော့ သူကိုယ်သူပြန်ပြီးမကြည်မနှက်ဖြစ်မိသည်အမှန်ဆိုပြောစရာစကားအများကြီးရှိသည်မဟုတ်ပါလားကြောင်တက်ရတာအစဉ်ပြေးရဲ့လားစာရိုးလိုက်နိုင်ရဲ့လားနေမှာရာသီဥတုအခြေအနေဘယ်လိုလဲမိုးရောရွာသည်လားတငယ်ချင်းတွေမတွေးမိပါလားယောက်ျားလေးတငယ်ချင်းရောမရှိဘူးလားလင်းထိုက်ကိုဘာမှလိုက်အောင်မလဲစသည်ဖြင့်ပြောမကုန်နိုင်အောင်ရှိသေးသည်ပဲဒီလောက်များတဲ့ဇက်ကလုံးများ ဘာကြောင့်သူတလုံးမှပြောမထွက်ခဲ့တာလဲလင်းထိုက်ကိုပင် သူမနာလိုဖြစ်သွားမိသည်လင်းထိုက်ဆိုပြောလိုက်မိဖြစ်ချင်းဟာဇေမာမိဟာလူညံမဲသူဘာသာသူပြန်ရည်ယူရင်းနဲ့ရင်ခုန်နာတာအဖက်တင်မှုကိုပြန်လဲချိန်ဆမိသည်အေးဒီလောက်ခုန်နေရင်ယထာတာဖြစ်ရင်မန္တလေးရောက်ပြီးစိတ်တူတူနဲ့လျှောက်လာရင် လင်းထိုက်တို့လူစုနာပြန်ရောက်လာသည်လင်းထိုက်တို့ကတော့တစုံတစ်ခုကိုစိတ်ဝင်စားစွာရှင်ပြိုင်နေစေဇီမောင်လည်းသူတို့ဇပွဲဝိုင်းတွင်ခုံတလုံးဆွေးကဝင်ထိုင်လိုက်သည်အင်္ဂါပိုးတဲ့ပဆက်တွေကတော့လင်းထိုက်စီပဲရောက်ကုန်ပြီဒါနောက်ဆုံးပွဲပဲယင်းကြီးနိုင်ရဲ့ဇကလင်းထိုက်ကမလို့လှုပ်ခြင်းလဲယင်းကြီးနိုင်မှပင်ဆက်၍ဇကတာဖွဲ့တယ်လို့ပဲကွာ ကိုဖွက်ချင်ရဖွက်ဇဂရာဆိုလဲရတယ်ကျန်နာရီလဲရတယ်ဒါပေမဲ့ကိုဖွက်တာနဲ့အဖြေနဲ့ကိုက်ညီနေရမယ်ဒါကမှမဖြေနိုင်တဲ့သူကအရှုံးအေးမင်းတို့ရှုံးမှမြင်အောင်သေးကဲဝီဖြူတို့ဇော်ကြီးတို့ရောပအောင်ပါလားပါမှာပေါ့ကွာငါတို့ရှုံးထားတာကဲဒီပွဲတထောင်ကြီးအားလုံးတထောင်စီဖြစ်နိုင်သူအားလုံးစားကြီးရတယ်ထဲ့ပြီဗျာ ဟဲ့ကောင်ဇီမောင်မင်းရောပါအောင်မလားလင်းထိုင်အမီးကိုဇီမောင်ကအကောင်းခါရင်းနဲ့ဟေ့အီကွာငါကဖွက်တက်ဖြီတက်မှာမဟုတ်ဘူးမင်းတို့ဘာသာလောက်ကြအားလုံးပေါင်း၄ယောက်တယောက်တစ်ထောင်စီထဲကြသည်ဇော်ကြီးကငါစဖွက်မယ်ကွာလောက်လီဖွက်လိုက်လင်းထိုင်ကခွင့်ပေးသည်အချီလေးခုညီမစုချီလက်မပါခေါင်းပလာမဆိုင်မတော့ပင် ညီနိုင်ကဒါလီများကွာခွေးချီကောဟာကွာဇော်ကြီးပြောကြသွားသည်ဝေဖြူကတစကန်းထား၍နေတော့မတ်တဲ့ဖမိန်ပတ်တော်ရင်ကအပောက်ခေါင်းကအတာဖွင့်မော့မှရင်အေးရကြကဲဘာလဲပြောအားလုံးကခေါင်းကုတ်ကုန်ကြသည်ကြားဘူးနေကြစကားပုံမဟုတ်၍အဖြေကရုတ်တရက်ပေါ်ပုံမရ နေတော့မတ်တဲ့ ထမိန်ဘတ်တော်ယင်ကအပေါက်ခေါင်းကိုအသာဖွင့်မောမှယင်အေးရကြောင်းမင်းဟာကရိုင်းနာကြီးမလားဇော်ကြီးကရေရွရင်ပြန်မေးသည်နာဟုဝေဖြိုးကမျက်နာရှုံမေကမဲနဲ့ရိုင်းရမှလဲရင်းရင်ကြီးကြီးလေးအဖြေကတိတ်လာတယ်အားလုံးကခေါင်းကုပ်ပြန်သည် ပြီးနောက်တွတ်တွတ်နဲ့ရေရွရင်ခေါင်းကုပ်ကြသည် နောက်မှညီနိုင်ရဲ့မျက်နာဝင်းလက်သွားကား ငါသိပြီအားလုံးရဲ့အာယုံညီနိုင်စီရောက်သွားသည်ဘာလဲမြေစိမ်မှာကောင်းမလေးတယောက်ရေချိုးရင်းနဲ့ထမိန်ရင်ရှားနဲ့သေးပေါက်ချတာကွာအာမင်းဟာကလည်းတခြားစီပါကွာညီညီနိုင်ကောင်းကုတ်တီပြီးမှသိဘူးလေကွာနေတော့မတ်တဲ့ထမိန်ဘတ်တော်ရင်ကောင်းဆိုတော့ငါမျက်စီတွေဒါပဲပြင်းနေတာအေး နာဘူးကနာဘူးလို့ပဲတွေးမှာပေါ့ပြောတော့မြေဝကျွန်းပေါ်သားတွေးတာကမြေစိတ်ကကိုမတက်ဘူးအာလုံးဝိုင်း၍သောပနာပြူကြသည်ငါသိပြီငါသိပြီလင်းထရဲ့အသံခေါင်းတွေကသူနာတုကကဘာလဲရင်ရေတံဘူးဟေးအာလုံးရဲ့အာမေရိတ်တံများထွက်တော်သည် ဝေဖြူကတော့မျက်နှာပြည့်သွားသည်မင်းတို့စဉ်းစားကြည့်လေနီးတော့မတ်တက်ဆိုတာဘူးကိုထောင်ထားတာထမိန်ပတ်တော့ရင်ကောင်းဆိုတာရေတံဘူးတစိုက်ကိုခါအလေအပေါ်မှာကက်ထားတာအပတ်ခေါင်းကိုအသာဖွင့်မှဆိုတာရေတံဘူးအဖုံးဖွင့်တာရင်အေးရာကြောင်းဆိုတာရေကြလာတာဟုတ်တယ်မဟုတ်လားဝေဖြူလင်းထိုက်စကားကိုဝေဖြူကခေါင်းကိုစိတ်မပါလက်မပါညှိရင်းနဲ့ဟုတ်ပါတယ်ကွာ ဟုတ်ပါတယ်ဒါတောင်ပြီတယ်ကွာဇေမောင်ပင်ဘေးကကြည်ရင်ပြောလာသည်အေးဒီတခါငါအလက်ညီနိုင်ကရင်ခော့ရင်ပြောသည်ဇော်ကြီးကဝင်၍ကဲမင်းဘာဖွဲ့မှာလဲလွယ်လွယ်လေးပါကွာဖြည့်ကြည့်စကားမိကုံကိုစလိုက်သည်ဥပမာကွာလက်မှာပတ်တော့လက်ပံခြေမှာပတ်တော့ခြေပတ်ခါမှာပတ်တော့ ကပလေမာပတ်တော့လေပတ်ခေါင်းမာပတ်တော့ခေါင်းပတ်ပေါ့ကွာဒါလီမြာဒါဆိုရင်ဆက်မာပတ်တော့ယောဆက်ဆက်လိုက်ပါရွတ်သူများအာလုံးရက်သွားသည်နောက်မှာဝေဖြူကဟဲ့ကောင်ကြီးနိုင်မင်းမရိုင်းနေနော်ငါကဘာရိုင်းလို့လဲယူးယူးလေးမိထားတာပဲမင်းမိထားတာကအဖြစ်မရတဲ့စကားလုံးကြီးဖြေလို့ရပါတယ်ကွာ ဖြည့်ကြည့်ပါမဖြည့်နိုင်ရင်ငါနိုင်ပြီဒါပဲမင်းကွာအချင်းချင်းစကားတွေများကုန်သည် လင်းထိုက်တယောက်သာညီနှိုင်းရဲ့မိကုံကိုပြန်လဲရေရွတ်ကြည့်ပြီးခေါင်းမှာပတ်တော့ခေါင်းပတ်လေမှာပတ်တော့လေပတ်ဟုဆိုရင် အရှိခုံကိုလက်ဝါးနဲ့ဖြန့်ကနေပုတ်ကငါသိပြီသူစကားကိုညီနှိုင်းကမျက်မှောင်ကျုံပြီးဘာသိတာလဲကွာအဖြစ်သိပြီလေ မင်းမေးတဲ့အဖြေပြီးပြီဒါဆိုပြောပြလေမင်းပြန်မေးလေလင်းထိုင်စကားကြောင့်ညီနိုင်ပြန်မေးသည်မေးပြီကွာလက်မှာပတ်တော့လက်ပံလင်းထိုင်ကဖြေသည်ခါမှာပတ်တော့ကပတ်လေးမှာပတ်တော့လေပံခေါင်းမှာပတ်တော့ခေါင်းပတ်ကဲဆက်မှာပတ်တော့ရောမော်တာကျူဟေး လင်းထိုက်အဖြေကြောင့်အာလုံကြောင်သွားသည်နောက်လင်းထိုက်ကမင်းတို့စဉ်းစားကြည့်လေဆက်မှာမော်တာကျူးတို့ပန်ကာကျူးတို့မပါရင်ဆက်ကဘလို့လုလဲမလဲဟုတ်ဘူးလားသူ့အဖြေကအာလုံကခေါင်းငိမ့်သည်မိကုံမိတော်ညီညီနိုင်ပင်ခေါင်းကုပ်ပြီးအဲ့ဒီအဖြေကငါတော့မသိဘူးကွာဘယ်သူမှမဖြေနိုင်ဘူးထင်ပြီးမိတာတွားပါပြီကွာမတော်နဲ့ငါဖွဲ့ရအောင်မင်း လင်းထိုင်စကားကြောင့်အာလုံကောင်းထောင်လာကြပြန်သည်ပြီးနောက်ဝေဖြူကဟဲ့ကငါတို့ကိုတိတ်ခက်ခက်တွေမမေးနဲ့နော်မဖြေနိုင်ဘူးသူစကားကိုဇော်ကြီးကထောက်ခံသည်ဆရာလည်းမကြဆရာလေးလည်းမကတော့ညီနိုင်ကသာအိုးကွာသူ့ဘာသာသူဘာပဲမေးမေးငါဖြေပြမယ်ဟုသူ့ရင်ပတ်ပြားကိုတအုံထူရင်ပြောသည်လင်းထိုက်ကပြုံးပြီးလွယ်လွယ်ကလေးပါကွာ မင်းတို့အားလုံးဖြည့်နိုင်ကြမှာပါ။ကဲနာထာအားလုံးကောင်းပြီစုကတ်ကုန်သည်။အပင်တပင်မှာကွာအညာကတခုလေးရှိတယ်။အဲ့ဒီအညာတခုလေးကမှအသီးတရာသီးတယ်။ဒါပေမဲ့အဲ့ဒီသီးရဲ့အသီးတွေကတသီးနဲ့တသီးအမျိုးမတူကြဘူးကွာ။သူ့တန်ရာတန်ရာသီးကြတယ်။အဲ့ဒါဘာလဲ။ငါသိပြီကနဲ့ဆိုသည်။လင်းထိုင်စကားမဆုံးမီ ညီနိုင်ကထာတော်သည် နောက်လင်းထိုက်ကကနဇိုးသည်ကအခိုင်းမာတီးလာပြုတ်ခဲနေတာမှန်ပေမဲ့အညာတစ်ခုမှာအာတိတလုံးပဲတီးလာနောက်ပြီးကနဇိုးသည်ကသူ့တမျိုးပဲတီးလာငါပြောတဲ့အသည်ကတမျိုးနဲ့တမျိုးမတူဘူးအာတိတရားအညာတစ်ခုကိုမေးတာလင်းထိုက်စကားကြောင့်အာလုံးမျက်မှောင်ကြုံကုန်သည်နောက်မှညီနိုင်ကသူ့မိကိုသူပုတ်ပြီးအာတိတရားအညာတစ်ခု အသီးတရာအညာတခုဆိုပြီးရေရွတ်သည်ဇော်ကြီးနဲ့ဝေဖြူတို့လည်းသူတို့နဲ့ထင်သူတို့ထောက်ပြီးအညာကတခုတည်းအသီးကတရာတော့အပြင်ကိုတသိနဲ့တသိမတူဘူးဆိုတော့ထူးဆန်းတာပဲမင်းရောဘလို့ထင်လဲအေးကွာငါတို့ဘက်ကညရာသီးတွေကတော့အညာတခုတည်းအသီးတွေပြုတ်သိမ့်နေပြီမဲ့တရာတော့ပြေဘူးကွာနောက်ပြီးအသီးရဲ့တူနေတယ် သူတို့ဘာသာသူတို့တိုင်းမင်းနေကြသည်များကိုကြည့်ပြီးလင်းထိုက်ကအေးမိကုံးကလွယ်လွယ်လေးပါကွာငါအဖြေပြောပြလိုက်မှာဟာလွယ်လွယ်လေးပါလားငါဘာလို့မစင်စားမိတာလဲဆိုပြီးဖြစ်သွားမင်းသူစကားကြောင့်အဖြေသိရင်နေတဲ့ဇော်ကြီးနဲ့ဝေဖြူကပန်းပေးပြီကွာအေးငါလဲပြီးတယ်ဘာလဲအတိတရာအညာတခုဆိုတာသူတို့မိကိုလင်းထိုက်ကအဖြေမပေးသေးပဲ ညီနိုင်ကိုဝေကြည့်တယ်။ညီနိုင်ကလည်းဘလို့မှစဉ်းစားမရတော့ရွေးထင်းပက်ပြင်းချကငါလဲပြီးတယ်ကွာ။မင်းအဖြေကတော့မှန်ပါစေ။မမှန်ရင်တော့တပြားမှမပေးဘူး။ဟုတ်တယ်။ဒါတော့ဟုတ်တယ်။ဒီလိုပဲလေ။အဖြေကတော့တည်ကြရမှာပေါ့။အားလုံးထောက်ခံသည်။လင်းနိုင်ကသဘောကျဟန်နဲ့ရေပြီးတော့အဖြေကတည်ကြရမှာပေါ့ကွာ။မတည်ကြရင်ပတ်စံမယူပါဘူး။ လူစကားကိုအဖြေသိကျင်နေတဲ့ညီနိုင်ကကဲအဖြေကပါလဲပြောတွန့်ဒီသိမ့်တန်ဟေးလင်းထရဲ့အဖြေကြောင့်အာလုံးကြောင်သွားသည်ဟာအတီးဒီယာအညာတခုဆိုတာတွန့်ဒီသိမ့်တန်တခြင်းလေးဟေးဒါနဲ့အတီးတွေကမတူဘူးဆိုအေးလီမဲမတူလို့လေသူ့တခြင်းမှာကူက ်အင်ဂျင်နီယာဖြစ်ခြင်းတဲ့သူဖြစ်စစ်သားကြီးဖြစ်ခြင်းတဲ့သူဖြစ်စာရေးဆရာဖြစ်ခြင်းတဲ့သူဖြစ် လေသမားကြီးဖြစ်တဲ့သူကဖြစ်လေဟုတ်ဘူးလားလင်းထိုက်အဖြစ်ကိုအလုံးငောင်းပြီးနားထောင်နေကြသည်လင်းထိုက်ကအရှိကပါဇက်များကိုဆွဲယူရင်းနဲ့ကွယ်လွန်ပြီဖြစ်တဲ့အစိုးရကြီးဒွနေသိန်းနိုင်ရဲ့အသီးတရာအညာတစ်ခုတခြင်းကိုစာဆူလိုက်သည်သူရဲ့တခြင်းတန်ကပြန်လွင်နေစေခံလိုက်ရသူများက 硬件是。